Hello အားလုံးပဲမင်္ဂလာပါ။နောက်မှဒီနေ့ကတော့ vlog မဟုတ်ဘူးပေါ့နော်။ဘာလဲဆိုတော့ knowledge sharing session လေးပဲဖြစ်ပါတယ်။ဒီနေ့ဘာကြောင့်ပြောရမှာလဲဆိုတော့မင်းယူဖြစ်လာတော့ပေါ့နော်။ဘာပစ္စည်းတွေတည်လာခဲ့လဲ။ပြီးလို့ရှိရင် PC FPC ကိုဘယ်လိုတည်လာခဲ့လဲ။ပြီးတော့ဒီရောက်မှဘာတွေထောက်ဝင်နေလဲဆိုတဲ့အကြောင်းကို sharing လုပ်ပြပါမှာပဲဖြစ်ပါတယ်။ဒီနေ့ကတော့ ဘာအဝတ်စားတွေ electronic PC တွေကိုယူလာခဲ့လဲဆိုတာရယ်ပြီးတော့အဲ့ဟာတွေကိုဘယ်ကဝယ်လဲဆိုတာရယ်ဟို sharing လုပ်ပေးပါမှာပဲဖြစ်ပါတယ်ပထမဆုံးတော့ဒီအဝတ်ထည်နေပတ်သက်ပြီးတော့ဗောနော်အဲ့မှာတော်တော်များများတော့ပြောကြရတယ်ဒီဝတ်ထည်ထပ်ဆိုင်လို့ရှိရင်ကိုကမြန်မာအစားတောက်တွေအစားတောက်တွေကိုပုံလာဖို့ဗောနော်ဒါပေမဲ့မိအနေနဲ့ကတော့တိတ်မကြိုက်ဘူးအဲ့ဟာကြတော့ဘာလို့လဲဆိုတော့အလူကလည်းအေးတိတ်အရင်မခံနိုင်ဘူး ပြီးတော့ဒီမှာဝယ်မယ်ဆိုရင်ဈေးကြီးရပြောမယ်ဆိုရန်ကုန်တို့ဘန်ကောက်တို့တဲ့နဲ့ဆိုင်ရင်ဈေးကများပါဘောเนาะအဲအကြောင်းတက်နိုင်တမအဝတ်အနှွေးတွေကိုလည်းတင်လာစေခြင်းနဲ့အထူးသဖြင့်ဒီ January intake ပေါ့เนาะ September intake မှာဆိုရင်တော့အဲ့လောက်မလိုသေးပေမဲ့ January လအရင်အေးရမို့လို့ဟာ January intake လာမဲ့သူတွေတော့အနှွေးတွေအများကြီး ်ဝီလာစီမှာတဲ့အစားတောက်လည်းယူရောယူပါတော့ဒါပေမဲ့အဲအစားတောက်ကိုပို့ထည့်ခြင်းလို့အနည်းငယ်ကို short ထည့်မယ်ဆိုပြီးတော့မလို့စေချင်ပါဘူးနောက်တော့ကဘာဒီတည်ခဲ့တယ်ဆိုတော့ puffer jacket တစ်ထည့်ယူလာတယ်ပြီးတော့ long coat ကိုလည်းတစ်ထည့်ပြီးတော့ဒီလိုမျိုး pull over sweatshirt တို့ကကြတော့อืมနှစ်ထည့်တော့ပါမယ်ပြီးတော့အောက်ခံဝတ်ဖို့ရိုးရိုးဆွက်တာပဲပေါ့နော်ဆွက်တာအောင်မှတိတ်အရန်မထူရဲဆွက်တာ အဲ့အမျိုးကြတော့အဲနှစ်ထည်သုံးထည်လောက်ပါတယ်အဲ့အဲ့အရာကိုအရင်ဝက်ပြီးတော့မှအပေါ်ကနေလို့ preferred ဖြစ်ဖြစ် long coat ပဲဖြစ်ဖြစ်ခုက long ရရ short ရပါတယ်အဲ့ဒါကိုထပ်ဝတ်တာပေါ့နော်ပြီးတော့ jacket နှစ်ထည်လည်းထပ်ပြီးတော့ယူလာပါတယ်အင်ဂျင်နေနေကတော့အဲ့ယူလာပါတော့ဘောင်းမီနေကကြတော့ um uniqlo က phone ပြီး heat tech ပါပါတော့အဲ့ဘောင်းမီရဲ့ပြီးတော့ royo leggings ခေါ်မလားအဲဟာရဲ့ပြီးတော့ဂျင်မောင်းပြီးနှစ်ထဲ cargo တစ်ထဲအဲ့ရပါတယ် cargo ကတော့ဒီမှာအေးသိမ့်မခံဘူးဒါပေမဲ့နေရလိုမျိုး tracking နေသွားတာကြိုက်တာဆိုတော့ရင်းကြတော့သိပ်ပြီး comfortable မဖြစ်လို့ cargo ယူလာတော့ဗောနော်အဲ cargo ဝတ်မယ်ဆိုရင်အောက်ကအဲ stocking မဖြစ်ဖြစ်ခံဝတ်တယ်ဒါမှမဟုတ်လို့ရှိရင်လည်းအပေါ်ပိုင်းကိုနှွေးနေအောင်ဝတ်လိုက်တာဗောနော် အနှွေးတဲ့တွေအပြင်ဘာရေးကြီးလဲဆိုတော့သူတို့ heat tag လို့ခေါ်တဲ့အင်ဂျီဖောင်းပြီးတော့ဗောနော်တွက်လို့လူလူကိုမှကက်ကက်လေးဖြစ်ပြီးတော့နှွေးစရာဗောဒါပေမဲ့အရန်အနှွေးတော့မဟုတ်အဲ့အာကြီးဝတ်လိုက်ရင်ပူလောင်သွားရေတော့မဟုတ်ဗောနော်အဲ့ဒါမှလည်းအဲ့တထဲဝတ်လိုက်တာနဲ့အပြင်းသွားလို့ရပြီအဲ့လိုမျိုးတော့မဟုတ်ဘူးဒါပေမဲ့ပုံမှန်အဲလက်ရှိရတဲ့ဆိုင်ကသူကပုံနှွေးတယ်ဒီလို heat tag တွေကိုဘယ်မှာရနိုင်လဲဆိုတော့အာ ဘန်ကောက်မှာဆိုရင်တော့ Uniqlo ပေါ့နော်ဒီမှာလည်းဒီမှာလည်း Uniqlo ရှိတယ်ဒီကဒီကမှလည်းဝယ်လို့ရတယ်ဈေးကတော့ဒီကတော့တိတ်မကွာဘူး heattech ကရန်ကုန်မှာဆိုရင်တော့ဒီ Babu Cho ဆိုတဲ့အဆိုင်ပေါ့နော်အဲ့မှာ heattech တွေရောင်းလာတွေ့ရဒါ sponsor မဟုတ်ဘူးပေါ့နော်ဒီတိုင်းအာဝယ်နေကြဆိုင်မို့လို့ပြောပြရပါဒီပေါ့နော်အနွေရည်တွေဝယ်မယ်ဆိုရင် fleece ဆိုတဲ့အသားကိုဝယ်ဖို့အာအကြံပေးချင်ပါတယ်ဘာလို့လဲဆိုတော့သူ့တာတော်နွေးတာပေါ့နော်အဲ့ဟာတော့ အာရန်ကုန်တော့မဝယ်လာမိလိုက်ဘူးဒီရောက်မှ primer ကဝင်လိုက်တာပေါ့နော်ဒါပေမဲ့အဲ့ primer ကတော့တိတ်ဈေးမကြီးဘူးတထဲမှလို9ပေါင်10ပေါင်လောက်ပဲဆိုတော့ fleece ကတော့ဒီရောက်မှမတော့ဝယ်လိုက်တယ်အဲဒီ long coat ကျတော့อืมနွေရောနွေပဲအများသဖြင့် autumn မှာပဲဝတ်တာများတယ် winter ကျလို့ရှင်ကျတော့မနွေဘူးပေါ့နော်လှတော့လှပြီပဲမနွေဘူးမနွေတော့အဲ့လိုမျိုးနည်း functional ဖြစ်တဲ့ fleece တို့ puffer တို့ကိုအာပို့ပြီးတော့ များများတက်လာဖို့အကြံပေးချင်ပါတယ်။နောက်အကြံပေးချင်တာကအတူဝေးရကြိုက်တဲ့မိန်းကလေးတွေပေါ့နော်။နောက်ဆိုလို့ရှိရင်လည်းအတူဝေးရကြိုက်တယ်။အဲ့တော့ဘာရေးကြီးလဲဆိုတော့ stocking တွေလိုပါပေါ့နော်။ stocking ခေါမလား leggings ခေါမလား။အဲ့လိုဒီခါထိဆွဲတက်လို့ရတဲ့ဟာပြီးရင်အထက်အသားကလည်းအဲ့လိုသုံးမွေအသားပေါ့နော်။နည်းနွေးရမယ့်အသား။အဲ့ဟာကိုမိဆိုလို့ရှိရင်တုံးထယ်လောက်ကိုယူလာပါတယ်။ အအမဲတစ်ထည်ပြီးတော့အသားရောင်တစ်ထည်ပြီးနောက်တစ်ခုကကြတော့နည်းနည်းအပါပေါ့နော်သူတို့ sheer tight လို့ခေါ်ရတဲ့နည်းအဲ့ဒါတစ်ထည်သုံးထည်ယူလာပါတယ်ကဲကိုအတူအတူရတာကြိုက်တယ်ဝင်းထမ်းမှာတော့တူဝင်းထမ်းမှာတော့တူဝေးချင်တယ်ဆိုလို့ရှိရင်တော့ဒီ stocking ကတော့မပါမှာဖြစ်ပေါ့နော်မဟုတ်လို့ရှိရင်လေးဖြတ်ပါပါလေးပဲလေးကအရန်တိုက်တော့လေနောက်တစ်ခုကတော့မိန်ကလေးတွေပေါ့နော်အာကိုသုံးနေကြ pads တွေကိုတစ်ထုပ်နှစ်ထုပ်လောက်တော့ ယူလာဖို့ recommend ပေးခြင်းပါတယ်။ဘာလို့လဲဆိုတော့ဒီရောက်ပြီဆိုတော့လည်း settle down လုပ်ရမှာနဲ့ဘာနဲ့ဆိုရင်အချိန်ကြာမှပတ်သက်ကိုတုံးမယ်ဆိုလို့ရှိရင်ကိုနဲ့မကြိုက်တာရဲ့ဗာရဖြစ်မှာဆိုလို့ပေါ့နော်။အဲ့တော့ကိုနဲ့ကြိုက်တဲ့ကိုတို့ရဲ့ကြိုက်တဲ့ဟာကိုနဲ့တုံးနေကြဟာဟုတ်ပဲအရင်ယူပြီးတော့မှအဲတဖြည်းဖြည်းနဲ့အဲဒီရပစ္စည်းတွေကိုလေ့လာပြီးတော့မှကိုနဲ့အဆင်ပြေမဲ့ဟာကိုတုံးပေါ့နော်။ဒါတော့အရေးကြီးပါတယ်။ ပြီးတော့ gloves တွေ socks တွေပေါ့နော် socks ကတော့အများကြီးယူလာရဲ့အဲတိတ်လည်းမလျှော်ကျင်တာလည်းတော့ပေါ့နော် socks ကတော့အများကြီးယူလာရဲ့ဒါပေမဲ့ gloves ကတော့မယူလာမျိုးယူတစုံမှမပါလာဘူးအဲတော့ဒီရောက်မှဝယ်တယ်အပြော gloves ဝယ်မယ်ဆိုလို့ရှိရင် test screen friendly ဖြစ်တဲ့ glove ပဲဝယ်ပါတော့မဟုတ်လို့ရှိရင်တော်တော်ဒုက္ခများပါပါကိုကဖုန်းသုံးခြင်းနဲ့လက်ကလည်းဆွတ်ထားတယ်ဒါပေမဲ့ test screen အဲ့ဒါဘယ်လိုရအောင်လဲ friendly ဖြစ်တဲ့ material မဟုတ်တော့သုံးလို့မရဘူးအဲ့ကြောင့်လို့ရှိရင်လက်ရည်ကြီးကိုချွတ်လိုက်ပြီးရင်သုံးလိုက်ပြီးရင်ပြန်ဆွတ်လိုက်နဲ့တော်တော်အလုပ်ရှုပ်တာပေါ့နော်အဲ့ကြောင့်ဝယ်မယ်ဆိုရင်အာ phone touch screen သုံးလို့ရတဲ့ glass ကိုဝယ်ဖို့အကြံပြုချင်ပါတယ်ပြီးတော့ muffler တို့ scarf တို့ပေါ့နော်အဲ့ဟာလည်းဒီမှာအသုံးဝင်နေပါလဲဆိုတော့လေရန်တိုက်တော့လေပင်အေးရပါတော့နော်လေချောင်းနာရီရာရီဖြစ်မှာဆိုလို့ အဟားလေးတွေအမြဲငွေတက်ပါတယ်ဒါပေမဲ့ကိုယ့်ရဲ့ perfume ကဒီ living tea ပိတ်ခဲ့ဆိုတော့ဒီပြဿနာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ winter မှာဆိုလို့ရှိရင်တော့အဟားလေးမကယ်နိုင်ဘူး scarf လို့လောက်ရမယ်ထင်တယ်ဟုတ်ခုတော့မှတော်တော်အေးနေပြီပေါ့နော်အဲဝင်းထမ်းရောက်ရင်ပိုအေးမှဆိုတော့ဘာဖြစ်ဖြစ်ယူလာလိုက်တာအကောင်းဆုံးပဲဖြစ်ပါတယ်အာအဲ့အပြင်မြန်မာနားတော့ဘာယူလာသေးလဲဆိုတော့အဲ့လိုအုတ်ထုံနဲ့လေဘင်းနဲ့လို့ဟောလေဘင်းမဟုတ်ပါဘူးစကပ်နဲ့ဆက်နေတဲ့ဟာပေါ့နော်အဲ့လိုစားရလို့ရှိရင် အဲ့တော့ချောင်းလေးနဲ့ချောင်းတူကြလိုက်ကြတဲ့အချိန်မှာခြေရဲ့ချောင်းလိုခေါင်းတစ်ပတ်ပတ်လိုက်ပြီးတော့ပြန်ဆန်းလေး scarf လေးပတ်သွားပါဘောနော်အဲ့ဒါလို့ရှိရင်အုတ်ထုတ်လည်းမလိုတော့ဘူး scarf လည်းတခါရဲ့အဲ့တော့ test scarf တက်ကြည့်မဖြစ်တော့ဘူးဘောနော်အဲ့ဒါလေးကတော့အတုံးတော့ဝင်ပြီမဲ့ပုံစံကနည်းနည်းအဲ့လိုအယုတ်ကလေးတွေပါဆိုကလေးရောနည်းနည်းဆန်းတာပေါ့နော်ဒါပေမဲ့နွေးမယ်ဆိုတော့လေဝေးရပါလေဟုတ်တယ်မလားအာပြီးတော့ဖနက်ဖနက်ကကြတော့အမ်ပိုတဲခဲ့ရှင်တာပေါ့နော် ဒါပေမဲ့နေရာမရှိလို့မတည်ခဲ့လိုက်ရပါဘူးအဲ့တော့ဘာဒီအရေးကြီးလဲဆိုတော့အမ်အကျန်းစီးဖို့တည်ရန်အကျန်းစီးတော့ဒီ indoor စီးဖို့ပေါ့နော်ပြီးတော့နောက်တစ်ခါကျတော့ kitchen က share တုံးရဆိုတော့ kitchen ကိုလည်းလမ်းလျှောက်သွားတာပေါ့နော်အဲ့အရင်သွားဖို့အတွက်အအကျန်းတည်ရန်ပြီးလို့ရှိရင် sneakers ပေါ့နော် sneakers ကတော့နှံ့ရန်ယူလာခဲ့တယ်ပြီးတော့ lady shoe lady shoe မဟုတ်ဘူးညီကတော့ loafer ယူလာတာအဲ့တော့အဲ့လိုပေါ့နော် main ခက်လေးဆန်ဆန်ပေါ့နော် low loafer ဖြစ်ဖြစ် lady shoe ဖြစ်ဖြစ်ဒါမှမဟုတ် boots ပဲဖြစ်ဖြစ် boots ကတော့ဒီမှာဆိုရင်တော်တော်များများဝတ်ကြပါတယ်အဲရှူးသဖြင့်အရှိလေးတွေပေါ့နော်ရှိလေးဆိုတော့တော်တော်လှတယ်အဲဒါပေမဲ့နေရာယူရယ် boots ကြတော့အဲ့တော့ဒီရောက်မှပဲဝယ်ဖို့ recommend ပေးရပါတော့နော်နည်းနည်းအဲတိုးတိုးတိတ်တိတ်နဲ့ ကိုလည်းစီးနေကြ comfortable comfortable ဖြစ်တဲ့ဖနက်လိုမျိုးကိုယူလာစေချင်ပါတယ်။အရေးကြီးဆုံးကတော့ဒီ indoor seat ဖနက်ပေါ့နော် indoor seat ဖနက်ကတော့အာလို့လို့ပါတယ်။ဒါကတော့နောက်ယူလာတဲ့အဝတ်အစားအကြောင်းပေါ့နော်။အဲတော့အခုဒုတိယ part ကအဲ electronic PC ရဲ့ပိုင်း။အဲနောက်လုံးကဆက်တော့ electronic ဘာယူလာလဲဆိုတော့အာ phone နှလုံးရယ်ပြီးတော့ iPad တစ်လုံး laptop နှလုံးဟိုယူလာပါပေါ့နော်။ အဲ့ဒါလေးစိမ့်မှာဘာပြဿနာမှမရှိပါဘူးဒါပေမဲ့ hand carry မှာတော့ထည့်ခဲ့ပါတယ်အကုန်လုံးပေါ့နော်အဲ့ဟာကြီးအပြင် power bank လည်းပါတယ်ပြီးတော့ camera ကလည်းနှလုံးတော်ပါပေါ့နော်ဒါပေမဲ့ဘာပြဿနာမှမတက်ခဲ့ပါဘူးဒီစိမ်းမှာရည်လည်းမရည်ပါဘူးတချို့လူတွေကစိတ်ပူကြရပေါ့နော်ဒီ electronic ပစ္စည်းတွေများနေလို့အာတင်မထုတ်ခိုင်းမလားဆိုပြီးတော့အဲ့လိုမျိုးကြီးတော့ နောင်သွားခဲ့တဲ့ airline eva air နဲ့လာခဲ့ရပါ eva air မှာတော့မရှိခဲ့ပါဘူးပြီးတော့ဒီလို device တွေအပြင်ဘာရွေးလဲဆိုထမင်းအိုးလည်းမလာခဲ့ပါတယ်ထမင်းအိုးကတော့တိတိလေးပေါ့နော်ဟိုတယောက်စာချက်လို့လောက်ရုံရောက်ပဲဝယ်လိုက်တာပါ si လေးကအဲ့ဒါဘယ်ကောင်မှဝယ်ရပါတော့နော်ဘတ်300လောက်ဝယ်ထင်တယ်တက်လဲတက်တာတယ်ဒီမှာကရတော့ဈေးကြီးရယ်ဟိုအနည်းဆုံး10ပေါင်လောက်စမယ်ထင်10ပေါင်လောက်မဟုတ် မပြောတော့ရှစ်ပေါင်နဲ့တော့မရတော့ဘူးထင်တယ်အဲ့တော့ထမင်းအိုးကိုတခါလေးမလာခဲ့ပါတယ်ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ပလက်ပေါက်တီပလက်ပေါက်တီကမတူဘူးပေါ့နော်အဲအေရှားဘက်ကထမင်းဝယ်ပလက်ပေါက်နဲ့ဒီက UK မှာရှိတဲ့ပလက်ပေါက်တွေကမကိုက်နေပါဘူးအဲ့ထမင်းအိုးတွေပဲမဟုတ်ပါတော့ကိုယ့်ရဲ့ဒီခြာကျင်တုံးတွေရောအစုံပေါ့နော်အဲ head dryer ရဲ့ပလက်တွေရော အဲ့ဟာကိုဖြည့်ရှင်းမှုအတွက်ဒီ multi adapter ပေါ့နော်အဲ့ဟာကိုဝင်လာခဲ့ပါတယ်အဲ့တော့အရေးကြီးပါတယ်ဒါအရေးအရေးကြီးပါတယ်ဒါယူယူရမှာပါဘယ်လိုမျိုးလဲဆိုတော့ဒီလိုတုံးလေးပေါ့နော်ဒီလိုတုံးလေးပါပြီးတော့ဒီဘက်မှာသူကအဲအဝင်ကိုအဝင်လာထွက်လာမသိထိုက်ပါအဲ့ဟာကိုဒီမှာဒါဆို UK ကပလက်ပေါက်တင်နဲ့ကြိုက်တဲ့အချောင်းလေးပေါ့နော်အဲ့ဟာပါတယ် UK အပြင်တော့ဒီမှာ ဒီလိုလိုက်လို့ရှိရင် US လာဒါပါပါလေอืม US Japan Australia အဲ့အားလည်းပါတယ်လို့ဒီကကြတော့ Europe ပေါ့เนาะအဲ့တော့ကိုကိနိုင်ငံတခြားနိုင်ငံတွေပတ်သွားမယ်ဆိုရင်ဒါလေးပါလို့ရှိရင်ကိုပလက်ပေါက်တွေနဲ့တုံးလို့ရပါတယ်အဲ့တော့ဒီ UK ဟိုဖွင့်ပြီးတော့တက်လိုက်တယ်တက်လိုက်ပြီးတော့ဒီဘက်မှာခါတိုင်းတုံးနေကြဒီမှာဒီလိုအပေါက်ပေါ့เนาะအပေါက်နဲ့လိုမျိုးထိုးပြီးတော့တုံးပါတယ် အဲ့လိုသုံးလိုက်ရမှာပေါ့နော်မဟုတ်လို့ရှိရင်ဒီအပေါင်းနဲ့အဲ sorry ဒီ black ခေါင်းနဲ့ဟိုဓာတ်ရိုက်ထိုးလို့မရပါဘူးအဲ့တော့ဒီဒီစိတ်ကအဲ့ဒီစိတ်ဟုတ်ပါဘူးဒီဟာလေးကအရင်ရေးကြည့်ပါတယ်ဒါတော့မီဘန်ကောက်ကဝယ်လာပါ MOOV ဆိုရဲဒီစိတ်ပေါ့နော် TikTok shop ကနေမှာလို့ရပါတယ်ရန်ကုန်မှာဆိုရင်တော့ City Map မှာတင်ရှိရပါဘောနော်ဒါပေမဲ့ City Map ကဟာကကြာတော့ UK ဆို UK တကောင်းပဲပါဒီနိုင်ငံအစုံမပါဘူးပေါ့နော် ီးတော့ဒီ B က USB powder lightning powder အဲ့ဟာရော City Mac ကဟာမပါပါဘူးဒါပေမဲ့တုံးလောက်တော့ဖြစ်ပါတယ်အဲ့တော့မြန်ဒါကိုကြောင်းသွားရင်ယူရတယ်ပြီးလို့ရှင်ရင်ဒီ device ထားချင်းတွင်းချင်လို့ရှင်ရင်ဒါနဲ့တွင်းတယ်အော်ထမင်းပေါင်းအိုးလို့ hair dryer hair dryer ကို hair dryer တွေကိုကြာတော့အဲ City Mac ကရိုးရိုး ခေါင်းနဲ့တုံးပါတယ် hair dryer ဆိုလို့ hair dryer ကတော့ရင်ကနေမတဲခဲလိုက်ရပါဘူးဘာလို့ဆိုနေရမဆန်တော့လို့ပါအဲ့တော့ဒီရောက်မှပဲဝင်လိုက်ပါတယ် hair dryer ကဒီမှာ12ပေါင်တသေးလေးပေါ့နော်ဟိုခင်းကြီးတွေပါရင်သွားရင်လည်းအတုံးအောင်ဆိုပြီးစိုက်သေးလေးရပဲဝယ်လိုက်တာ12ပေါင်လောက်တော့ပေးရပါတယ်ဒီနေ့ကတော့ဒီလောက်ပဲပေါ့နော် now အပိုင်းမှာဘာတွေပါမလဲဆိုတော့อืมအဲစားတောက်တွေအကြောင်းအဲပြီးတော့ဆေးတို့ အဲဒီခေါင်းအုံးလို့ဆောင်းလို့ဆရှိရဲ့စီကွာစာအကြောင်းလေးပါမယ်။အဲ့ဒါအပြင်ဒီရောက်မှထပ်ဝယ်တဲ့ PC လေးဟောလေးလည်းရိုက်ပြပေးထားပါဗျ။အဲကြောင့်နောက်တစ်ပိုင်းကိုလည်းဆက်လက်ဆောင်းမြောကြည့်ရှုပေးရပါအောင်ရှင်။ဒီပေါ့နော်အဲ study abroad နဲ့ပတ်သက်တဲ့ knowledge sharing တွေရဲ့ pure vlog တွေရဲ့တင်ပေးပါမလို့အဲအားကြီးကိုစဝင်ကြလို့ရှင်။ channel ကို subscribe လုပ်ပေးဖို့အကြံပေးချင်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။ bye bye ပါ